ဘဝမှာကိုဖြစ်ချင်တာဖြစ်ဖို့ဆိုရင်ကိုကိုကိုရွေးချယ်ခွင့်ပေးဖို့ရည်ကြည်ပါအားလုံးမင်္ဂလာပါဓာလူအများစုပေါ့နော်ဖြစ်နေကြတာအခုဖြစ်ချင်တာဟိုရှာဖို့ထက်ရက်စတောင့်ကိုလိုက်တယ်သူများဘာလုပ်လဲကျွန်တော်အများလုပ်တဲ့ကိစ္စတွေလိုက်လုပ်တယ်တချို့ဆိုရင်ကျွန်တော်တို့သူများ web developer ဆိုကိုလည်း developer လိုက်လို့ကိုအားစားချက်နဲ့ကြိုက်လားမကြိုက်လားမသိဘူးသူများလို့လိုက်လို့တာရှိတယ်တချို့ဆိုရင်ကျွန်တော်တို့က အစင်းခိုင်းတန်တန်းနေရှိတယ်သူများစင်းခိုင်းဆိုလို့ကျွန်တော်တို့စင်းခိုင်း live လုပ်တာရှိတယ်တချို့ဆိုရင်ဟောကျွန်တော်တို့ကဒါသူများ online shop ဆိုလို့ကျွန်တော်တို့ online မှာပစ္စည်းလိုက်အောင်တာရှိတယ်ဒီဟာကိုကိုတကယ်နားလည်လားကိုတကယ်ကျွမ်းကျင်လားကိုတကယ်လှုပ်ချင်လားတိတ်ချမသိပဲနဲ့ပေါ့ကျွန်တော်လှုပ်နေတာလည်းရှိတယ်ဆိုတော့ကျွန်တော်တို့က career ရွေးချယ်မှုနဲ့ပတ်သက်ရင်ဒါအများစုကတော့ငယ်လုံးရတော့မှမသိကြတာများတယ်တချို့ဆိုရင်ကျွန်တော်တို့က ထားပြီးတော့20လောင်းနဲ့သိကြတာရှိတယ်ဒါလူနည်းစုတချို့ဆိုရင်ကျွန်တော်တို့ကအသက်25%လောက်မှသိတာရှိတယ်တချို့ဆိုရင်25 30တောင်မသိသေးဘူးအဲ30နောက်ပိုင်းတချို့ဆိုရင်40နာရီမှသိတာလည်းရှိတယ်တချို့ဆိုရင်အသက်ကြီးသွားတဲ့ရှိကိုဘာဖြစ်ရှင်လို့ဖြစ်ချင်မှမသိဘူးเนาะဆိုတော့ကျွန်တော် career ရွေးချယ်မှုနဲ့ပတ်သက်ရင်ဒါကျွန်တော်တို့ society မှာတော့အများစုဖြစ်နေတာဒီဒီအဓိကအချက်နှစ်ချက်ကြောင့်အကန့်အသတ်တွေဖြစ်တာပထမအချက်ကတော့ဘာလဲဆိုရင်မိဘနဲ့ပတ်ဝန်းကျင်ပေါ့ကျွန်တော်တို့အများစုပြန်စဉ်းစားကြည့်လို့ရတယ်ကျွန်တော်တို့ career ရွေးချယ်မှုဒီ ဘယ်သူတိုက်တွန်းမှုကြောင့်ဖြစ်တာလဲဒါအများစုကကျွန်တော်တို့မိဘတွေရွေးချယ်မှုမိဘတွေတိုက်တွန်းမှုကြောင့်ကျွန်တော်တို့ဖြစ်တာများမိဘတွေဆိုတော့ကိုသားသမီးတွေကကောင်းစားစေချင်ကြတော့မှန်တယ်စေနာတော့ရှိတယ်ဒါပေမဲ့အများစုကတော့ဒီအတ္တလေးတွေဆွတ်ပြီးတော့ဒါရွေးခံရတာရှိတယ်ပေါ့နော်ဥပမာသားသမီးကစာတော်တယ်ဆိုရင်ဆရာအောင်လောက်ခိုင်းလိုက်တယ်တကယ်တမ်းကသားသမီးကဆရာအောင်လောက်ချင်တဲ့စိတ်ရှိချင်မှရှိမယ်ဒါမှမိဘဆရာအောင်ကကုန်ရှိတယ်ဆရာအောင်ဆိုလူထင်ကြီးတယ်ဆရာအောင်ဆိုဝင်ဝေကောင်းတယ်ဆိုကျွန်တော်တို့ကဆရာအောင် ိုင်းလိုက်ခိုင်းတဲ့သူရှိတယ်ပေါ့နော်အဲနောက်တစ်ခုတချို့ဆိုလဲအင်ဂျင်နီယာပေါ့နော်အဲအင်ဂျင်နီယာအင်ဂျင်နီယာကြီးဖြစ်မှာအင်ဂျင်နီယာဆိုလို့ရှိရင်အဘလူကုံရှိတယ်အင်ဂျင်နီယာဆိုရင်အလုပ်ကံအခွင့်အလမ်းပိုကောင်းတယ်တကယ်တမ်းသားသမီးကသူကပကြီဆွဲတာဝါသနာပိုင်းပါနေမှာအစာရေးတာဝါသနာပိုင်းပါနေဒါမှမဟုတ်လို့ကျွန်တော်တို့ကဇေယောင်းနဲ့လောက်ဝါသနာပိုင်းပါမှာပေါ့နော်သားသမီးဖြစ်ချင်တာနဲ့မိဘကရွေးချယ်ပေးတာနဲ့ဒီကိုက်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့လိုကျွန်တော်တို့ကဒီမကိုက်ကြီးပဲနဲ့မိဘကနေ control လုပ်ပြီးတော့ရွှေ့ပေးနေတာလည်းကျွန်တော်တို့အများကြီးရှိတယ်ပေါ့နောက်တစ်ခုကတော့ပတ်ဝန်းကျင် ်ပဝန်းကျင်ဆိုတော့တချို့ကလည်းဟိုမှာကျွန်တော်ကြောင်းပြီးပြီးမေဂျာတစ်ခုယူရတော့မယ်ကာရီယာတစ်ခုယူရတော့မယ်ဆိုရင်ဘာယူလို့ယူရမှာလဲဒါပေမဲ့ပဝန်းကျင်မှာဟိုမှာဘယ်အားတော့ကောင်းတယ်ထောက်ပါတော့တမောသားဆိုလို့ရှင်အာလာစာကောင်းတယ်လို့တမောသားဆိုရင်ကျွန်တော်တို့ကခုံရှိတယ်တို့အစဆုံးကျွန်တော်တို့ကတမောလိုက်တဲ့ line ကိုလိုက်ရတာရှိတယ်ခုနကကျွန်တော်ရှိမှပြောပြလို့ဆရာဝန်တို့ engineer တို့တော့တခြားကျွန်တော်တို့ဒီအသက်မွေးအကြောင်းလုပ်တယ်လည်းရှိတယ်ဒါမျိုးတွေပေါ့နော်ပဝန်းကျင်ကဘာကောင်းလဲဆိုတာ ਨੇ အဲကျွန်တော်တို့ကဆုံးဖြတ်ချတယ်ဒီနောက်ပိုင်းကျတော့တချို့ကျလာဒီ trun နောက်ကိုလိုက်တာရှိတယ်ပတ်ဝန်းကျင်မှာဘာ trun ဖြစ်နေတယ်ကျွန်တော်တို့အဲ့နောက်ကိုလိုက်တာရှိတယ်အစားဖြင့်မိဘနဲ့ပတ်ဝန်းကျင်ရဲ့တိုက်တွန်းမှုကြောင့်ကျွန်တော်ကိုယ့်ကရီယာရွေးချယ်လိုက်ကြတာရှိတယ်ပေါ့ဒါလည်းကျွန်တော်တို့အကန့်အသတ်တွေဖြစ်စီပါတကယ်တမ်းကျတော့ကျွန်တော်တို့ကိုယ့်ရဲ့အားသာချက်နော်ကိုယ်ဘာစိတ်ဝင်စားလဲကိုယ်လုံနိုင်တဲ့အခြေခံအဖအရှိတယ်ကျွန်တော်တို့ဒါနဲ့အဓိကချိန်မှုလို့တော့ ။နောက်ဒုတိယအကန့်တက်ကတော့ကိုယ်တိုင်ကျွန်တော်တို့ကကန့်တက်နေတာ။ကိုယ်တိုင်ကန့်တက်နေတာကျွန်တော်ခုနရှိမှပြောခဲ့တယ်။ကိုကိုဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိပဲကျွန်တော်ထရန်နာကိုလိုက်တာ။မပဝန်းကျင်မှာဘသူတွေကတော့ဘာတွေလုံနေကျွန်တော်အဲ့တိုင်းလိုက်လို့တယ်။မသူများတွေကဘာတွေကောင်းတယ်လို့ပြောရင်ကျွန်တော်တို့အဲ့နောက်ကိုလိုက်လို့တယ်။ဥပမာသင်တန်းဆိုလို့ရှိရင်ခြားပါတော့ကျွန်တော်တို့ဒီနောက်ပိုင်းမှာ MBA ကောင်းလို့ဆို MBA တကယ်က CY စိတ်ဝင်စားလားစိတ်ဝင်စားလားမသိဘူး။ကျွန်တော် MBA လိုက်တတ်တာရှိတယ်။တချို့ဆိုရင်တစ်ချိန်တော့ဆိုရင်တော့ကျွန်တော်တို့ကဒီအစင်းကိုင်းစိတ်ဝင်စားခဲ့တာရှိတယ်။ဘာမှကျွန်တော်တို့ကဘာလို့မှမသိလို့ရှိရင်စင်းကိုင်းတင်တတ်တယ်။ ပြီးရင်ကျွန်တော်တို့ဟာစင်းကန်နဲ့လောက်တာမဟုတ်ဘူးပေါ့နော်အဲကျွန်တော်တင်တန်းပေါင်းလုံးရှောက်တတ်တယ်ကျွန်တော် language နဲ့ဘာသာစကားနဲ့ပတ်သက်ရင်လည်းဘာသာစကားထားလို့အင်္ဂလိပ်စာရှိမယ်ကျွန်တော်တို့ကသူများအကုန်ဘယ်ဘာသာစကားကောင်းလဲဆိုကျွန်တော်လိုက်ပြီးတော့တတ်တာရှိတယ်ဥပမာကိုရီးယားတွေခေတ်စားတယ်ဆိုကျွန်တော်ကိုရီးယားဘာသာစကားကျွန်တော်လိုက်တင်တာရှိတယ်တချို့ဆိုရင်ကျွန်တော်တို့ကပန်လာပါလားစသဖြင့်ပေါ့တကယ်တမ်းကျကျွန်တော်ကို apply မလုပ်ဖြစ်ဖဲနဲ့ကျွန်တော်လိုက်ပြီးတော့ light လောက်တဲ့ဟာတွေကျွန်တော်တို့ light တင်တဲ့ဟာတွေရှိတယ်ပေါ့အဲကျွန်တော်တို့ကအစုံ light လောက်တဲ့အတွက်ဘာဖြစ်လဲဆိုရင် နည်းနည်းနည်းတော့ကျွန်တော်တို့သိတယ်နည်းနည်းနည်းနှံ့ဆက်တယ်ဒါပေမဲ့ကျွန်တော်တို့ကတကယ်ကြမ်းကြမ်းလားဆိုကျွန်တော်မကြွမ်းကြည့်ပါဘူးနော်ဆိုတော့ကျွန်တော် career ရွေးချယ်မှုနဲ့ပတ်သက်ရင်ကိုယ့်ကိုယ်ကိုသိဖို့အရေးကြီးတယ် self awareness ဆိုတော့အဲကိုယ်ဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲဘယ်နေရာမှာအားတာတာလဲဒါနဲ့ကျွန်တော်တို့ကိုက်အောင်ရွေးနိုင်ဖို့လိုတယ်အမှားထားပါတော့ကိုယ်ကကိုယ့်ရဲ့ personality ကဘယ်လိုရှိတာလဲကိုယ်ကဘယ်လိုပုံစံမျိုးလဲမ introvert လား extrovert လားဘယ်လိုဟာမျိုးနဲ့ကိုက်လဲ communication မှာအားတာတာလားအဲ့ကျွန်တော်တို့ဒီဒီလောက်ရတာအားတာဒီဒီလောက်ရတယ်ဆိုကျွန်တော်တို့ကစင်းအင်းနေပါလောက်တယ်ဒါဒီဒီနဲ့ကျွန်တော်တို့ကိုက်တယ် ်မကွာစကားပြောကောင်းတယ် communication ကောင်းတယ်ဆိုရင်ထားပါတော့ marketing တို့ sales တို့ဒီလိုလုပ်တွေကောင်းတယ်ပေါ့နော်ဒါမှမဟုတ်ကိုက creation ကောင်းတယ်ဆိုလဲကျွန်တော်တို့က content creation တို့နောက်ဒီ design တို့ပါလို့ပေါ့နော်အစပိုင်းကျွန်တော်တို့စဉ်းစားလို့ရတာအများကြီးရှိတယ်ပေါ့ product ငွေချင်းနဲ့ CY ဆိုင် video လေးပုံမှန်ချစ်ရှုနားဆင်နေတယ်ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်